နာအဖမွေထုတ်လိုက်တဲ့ကျန်းဖို့အဖွဲ့ဇင်းလေးဆက်လင်းပြီးစတင်ဖွဲ့စည်းခဲ့တဲ့1993ခုနှစ်အချိန်မှစ၍အောက်ရှိမှာဘလို့စတင်ကြုံတွေ့ရတယ်ဆိုတာကိုတွေ့ဖြစ်စဉ်နဲ့တကွဥစွာတင်ပြပါမယ်။ဒီလိုတင်ပြရမှာအချိန်ကာလဒေသခံရွာအဖွဲ့အစည်းတက်နှစ်ဌာနဆိုင်ရာများရဲ့ဂုံတိုက်ခါနဲ့လုံခြုံရေးကိုငဲ့ကွက်ပြီးရှင်လက်ဖော်ပြသွားပါမယ်။ ကျွန်တော်ထိုင်တဲ့တက်စကန်ရှိတဲ့နေရာဟာကျွေးရအုပ်စုကြီးဖြစ်ပြီးနင်းပြေကျဲဝန်းကလမ်းပန်းဆက်သွယ်ရေးအဓိကကြားတဲ့နေရာဖြစ်ကကျေးရွာအများအပြားကိုလွှမ်းမိုးထားတဲ့နေရာဖြစ်ပါတယ်။ဒါအပြင်ကျေးရွာရရက်ကပြည်သူရဲထောက်လန်းရေးပြည်သူစစ်စားတဲ့အဖွဲ့အစည်းများစုံလင်မှုရှိတဲ့နေရာလည်းဖြစ်ပါတယ်။ကျေးရွာရရကရဲ့တင်ပြချက်အရရက်ွက်ယုံကိုရံပုံငွေရှာပြီးယုံတိထူထောင်ဖို့စိုင်းပြေနေခြင်းဖြစ်ပါတယ်။ တနေ့တော့အချိန်မှာတရင်မူကကျေးနန်းပြစ်၎င်းမာယာဝဆိုတဲ့ဓာတ်ရိုက်ဆက်ပေါ်တွင်ပြောဆိုရေး၎င်းမြို့နယ်ပညာရေးမှူးတအူးလာလိမဲ့ဖြစ်ကြောင်းကျန်ဖို့အဖွဲ့အစည်းနဲ့ဖွဲ့စည်းရေးအတွက်အစအစအရာရာကူညီပေးလိုက်ဖို့ကျွန်တော်အားညွှန်ကြားလိုက်ပါတယ်။မကြခင်မြို့နယ်ပညာရေးမှူးဆရာကြီးတအူးရောက်ရှိလာပြီးကျွန်တော်နှင့်တွေ့ဆုံပါတယ်။ ဆရာကြီးကဒီနေ့မြေတွင် ကြံ့ဖွင့်အတွင်ရေးမှုတအူရွေးချယ်ပေးရန်ရှိကြောင်းဒါအပြင် ဖွဲ့စည်းဖို့လို့၍ရုံးကန်ဖွင့်လင်းနိုင်ရေးစီစဉ်ပေးစီလိုကြောင်းဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ကျွန်တော်ကလည်းရရကဥက္ကဋ္ဌကို ခေါ်ယူပြီးဆွေးနွေးပွဲစတင်ခဲ့ပါတယ်။အဲ့ဒီမှာကျေးရွာလူကြီးဖြစ်သူရရက်ကဥက္ကဋ္ဌကမိကွန်ထုတ်တဲ့အပေါ်ကျွန်တော်နဲ့ပညာရေးမှုတို့အကြက်ရိုက်သွားပါတယ် သူမေကွန်းကကြံဖွင့်ဟာဥက္ကဋ္ဌမရှိဘဲအတွင်ရေးမှုသာရှိလို့ကုမျိုးနှစ်တွေလားရရက အဖွဲ့အစည်းရဲ့လက်အောက်ခံဖြစ်နိုင်လားကြံဖွင့်ဟာလူမှုရေးအဖွဲ့လို့ဆိုရင်လောအပီနဲ့တန်ရှင်းရေးလောက်ခိုင်းလို့ရမလားကြံဖွင့်မှာရံပုံငွေရှိမရှိစတာတွေကိုမေးမြန်းပါတော့တယ်ဆရာကြီးကကြံ့ဖွင့်ဟာနိုင်ငံရေးအဖွဲ့အစည်းမဟုတ်ကြောင်းလူငယ်များနဲ့အရှိခံထားလို့ ဥက္ကဋ္ဌမှထားပဲအတွေ့အမူထားခြင်းဖြစ်ကြောင်းရန်ပုံဝင်မရှိကြောင်းဖြေဆိုခဲ့ပါတယ်ရရကဥက္ကဋ္ဌကကျင့်တ်ပုံမပေါ်သေးပဲအတွေ့အမူရွေးရှိရင် ကျွန်တော်တာဝန်ပေးတဲ့သူဆိုရင် ဖြစ်မလားဆိုပြီးတော့ထက်ကွန်ပါတယ်။အဓိကရရကဥက္ကဋ္ဌမကျင့်တ်တာကရမေရဖားတွေရဲ့ရွှေနွယ်စာနဲ့ရံပုံငွေစုစည်းတိစောက်နေတဲ့ရက်ွက်ယုံတိကြီးကိုချက်ဖွင့်အားဖဲ့ရမပေးလို့တော့ကြောင်းဖြစ်ပါသည်။ ကျွန်တော်လည်းအစီအဝေးခိတ္တနာပြီးသမင်းစားနာချိန်မှာအကြက်အတဲဖြစ်နေလို့ဆရာဖြစ်သူတယင်းမှုကိုစစ်ကူတောင်းပြောပြတော့လဲဆရာပိသားစွာနဲ့မင်းမသားမင်းကြီးလို့လို့ပြောပြီးခေါင်းဆောင်ခဲ့ပါတယ်ကျွန်တော်လည်းရရက်ကဥက္ကဋ္ဌကိုတဦးတည်းရုံကန်းသူခေါ်ကစီယုံဖြောင်းဖြားတော့မှအလျှော်ပေးခဲ့ပါတော့တယ်မျိုးနယ်ပညာရေးမှူးဆရာကြီးကကျန်းဖွဲ့အတွေ့အကြုံကိုရရက်ကဥက္ကဋ္ဌကရွေးပေးတာသဘောမတွေ့ကြောင်း လူမှုရေးအဖွဲ့အစည်းဖြစ်လို့အချိန်ပေးနိုင်သူနဲ့အနစ်နာခံနိုင်သူဖြစ်တဲ့ကြောင်းပြောပြန်ပါတယ်နောက်ဆုံးမှာရွေးကောက်ပွဲလုပ်ဖို့၃ဦးသားသဘောတူညီချက်ဆုံးဖြတ်ခဲ့ကြပါတယ်။ကျွန်တော်မှမူဝါဒရှမှတ်ပေးရာဒီမိုကရေစီကြကြမဲဆန္ဒ၃ပုံထားရှိရန်လိုအပ်ကြောင်းတပုံးကရရကဥက္ကဋ္ဌကြိုက်တဲ့သူဖြစ်ရန် တဘုံမှာရခင်မဆာလာအဖွဲဝင်ဟာတကြီးရွယ်ဝတအူနဲ့ကြံတဘုံကတော့ရွာထဲကစီးပွားရေးတောက်နေပြီးတော်တော်လက်လက်လူလက်တအူကိုရွေးရှက်ပြီးရန်ရထားလိုက်ပါတယ်။ကလကကထားပြီးမဆန္နာဘုံတွေရှိမှာ အရွေးခံမဲ့ပုံကိုများရဲ့ဓပ်ပုံအရေးအရှင်းသတ်မှတ်ချက်များကတ်ထားစေကမြို့နယ်ပညာရေးမှူးနဲ့ပြည်သူ့ရဲမှစခန်းမှူးနှစ်ဦးကိုဆန္နာဘုံများရှိတွင်ထိုင်စေပြီးမဲထဲသူများမဲအလေလွင်မဖြစ်စေရေးကြံမှတ်စေပါတယ်။ အယံမဲပုံတပုံးကိုလဲထားရှိပြီးသုံးစလုံးကိုမကြရင်ထဲ့ရန်ဖြစ်ပါတယ်ကျွန်တော်နဲ့ဆရာကြီးမျော်လင့်ထားတဲ့အတားစီးပွားရေးတောင့်တင်းပြီးလူမှုရေးဝါသနာပါတဲ့လူလက်တအူးကမဲဆန္ဒအများဆုံးရကသူ့ကိုအတွင်ရေးမှုအဖြစ်ရွေးချယ်တာဝန်ပေးရနိုင်ခဲ့ပါတယ်။အဲ့ဒီအခါမှာရရက်ကဥက္ကဋ္ဌအနေနဲ့ရုံကန်တဝက်ဖဲ့ပြီးရေးကိစ္စကိုကန့်ကွက်မှုမရှိစေရေးကျွန်တော်မှဖိအားပေးညှိနှိုင်းပေးခဲ့ရပါတယ်။ ရရကဥက္ကဋ္ဌကလွယ်လွယ်ကူကူနဲ့အလျှော့မပေးပဲအစည်းအဝေးခန်းမတစ်ခုတည်းသာရှိလို့အစည်းအဝေးကျင်းပရာမှာတိုက်ဆိုင်နေရင်ဘယ်အဖွဲ့အစည်းကိုဦးစားပေးရမလဲလို့မေးခွန်းထုတ်ပြန်ရာကျွန်တော်မှ ပုံမှန်အစည်းအဝေးတိုက်နေတဲ့ဆိုရင်အချိန်ညှိရနဲ့အရေးပေါ်အစည်းအဝေးရှိတဲ့အဖွဲ့ကိုဦးစားပေးရန်ဆုံးဖြတ်ပေးခဲ့ပါတယ် ံဖွင့်ကိုအစကတည်းကအောက်ရှိအဖွဲ့စည်းတွေအစာမကြေမှုနဲ့ကြံဖွင့်ရဲ့ပူကြမှုတွေအနိုင်ကျင့်မှုတွေကြောင့်ပြည်သူတွေမျက်စိစပွဲမွေးစုလာနိုင်တယ်လို့ကျွန်တော်မဆရာကြီးကိုပြောဆိုခဲ့ပါတယ်။ရံပုံဝင်မရှိဘဲကိုရှစ်တော်အပေါ်ကိုရက်တီချင်းဟာကောင်းတလို့လို့နဲ့တကယ်တော့မကောင်းကြောင်းယခုအချိန်တွင် အောက်ရှိအဖွဲ့စည်းများဖြစ်တဲ့ရရက်ကပြည်သူရဲ့ပြည်သူစစ်အဖွဲ့တွေရဲ့အကြံအဖန်ရိုက်စားကွက်များ အကောက်ကိတ်များအပေါ်ကြံ့ဖွင့်အားပေးစားမှုပြဿနာဟာသူများထမင်းအိုလက်ရှို့နိုင်တယ်လို့မျိုးဖြစ်နေလို့မဖြစ်တဲ့ကြောင်းကျွန်တော်မှပြောဆိုခဲ့ပါတယ်။နာအဖာရဲ့လက်ကင်တော့ကြံ့ဖွင့်ကို1993စက်တင်ဘာ15ရက်နေ့မှာစတင်ဖွဲ့စည်းထူထောင်ခဲ့ပြီးပြည်ထရေးဝန်ကြီးဌာနမှမှတ်ပုံတင်ခဲ့ပါတယ်။မြန်မာနိုင်ငံရေးတမိုင်းစဉ်ကိုပြန်ကြည့်ရင်1958 1960မှာဘူနီဝင်းရဲ့အိဆောက်အစိုးရလက်ထက်က စစ်တပ်ရဲ့အမခံကြောရိုးအဖြစ်ရှိနေခဲ့တဲ့နိုင်ငံတော်ကြန့်ခိုင်ရဲ့အသင်းကိုမိញမ်းပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတင်းကြီးကိုပြန်ကြည့်မယ်ဆိုရင်ဥက္ကဋ္ဌဟာပြည်ထောင်ဝင်ကြီးဥက္ကမောင်ဖြူဒုတိယဥက္ကဋ္ဌကဒုတိယကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်မှူးချုပ်အောင်ကြီးအတွင်ရေးမှူးဟာဗိုလ်မှူးကြီးမောင်မောင်တို့ဖြစ်နေတာတွေ့ရပါတယ်။အခုကြံ့ဖို့အတင်းကြီးကိုပြန်ကြည့်ပြန်ရင်လဲဗဟုနာယကနဲ့အဖွဲ့ဝင်တွေအားလုံးဟာတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်နိုင်ကုတ်ကယ်ရေးမှူးကြီးရေလေဝင်ကြီးချုပ်အတွင်ရေးမှူးတက်ကာစားထမှုများစစ်ထောက်ချုပ်ကာကွယ်ရေးဦးစီးချုပ်ရေနယ်လေတိုင်းမှုများအလုံးဟာဖွဲ့စည်းပုံမှာပါနေတဲ့အတွက်အထွေထွေအတွင်ရေးမှူးအတွင်ရေးမှူးများအဖွဲ့ဗဟုအလုံးအမှုဆောင်အဖွဲ့ဝင်တွေမှာပါဝင်နေသူအလုံးဟာလည်းဗဟုအစိုးရအဖွဲ့ဝင်ဝင်ကြီးဗိုလ်ချုပ်များဒုဝင်ကြီးများပါဝင်နေတာကိုတွေ့ရပါတယ် ထမဦးဆုံးအထွေထွေအတွင်ရေးမှုဖြစ်တဲ့ရခင်ပညာရေးဝန်ကြီးဦးတန်းအောင်ဟာအရက်သားဖြစ်ပေမဲ့၎င်းပြုတ်သွားပြီးတဲ့နောက်လယ်စဲဝန်ကြီးဗိုလ်ချုပ်ထေးဦးတာဝန်ယူခဲ့ပြီးဝန်ကြီးချုပ်ကအပေါ်ကကြက်မှတ်ကဆောင်ရွက်ခဲ့တာတွေ့ရပါတယ်နာဖာအဖွဲ့ဝင်များနဲ့တိုင်မှုများဟာကြံဖွင့်ရဲ့နာယကအဖွဲ့ဝင်များအဖြစ်ရှိနေပြီးအဓိကဖွဲ့စည်းပုံအရာအထွေထွေအတွင်ရေးမှုတွဲဖက်အထွေထွေအတွင်ရေးမှုအတွင်ရေးမှုများအဖွဲ့ကိုလည်းအစဉ်စဉ်ဖွဲ့စည်းထားပါတယ် အတွင်းရေးမှူး9ဦးထားရှိပြီးဗဟိုလုံးအမှုဆောင်ကော်မတီဝင်19ဦးကိုယူနီဖောင်းဖျောက်ထားတဲ့ဝင်ကြီးဒုတိယဝင်ကြီးရန်ကုန်မြို့တော်ဝန်ဒုတိယမြို့တော်ဝန်များနဲ့ဖွဲ့စည်းထားပါတယ်။၎င်းတို့နဲ့အတွင်ရေးမှုများထဲမှာအရှုကိုတိုင်းနဲ့ပြည်နယ်အလိုက်တာဝန်ခံများအဖြစ်တာဝန်ပေးအပ်ထားပါတယ်။ကျန်းဖို့ရုံးလုပ်ငန်းများကိုလည်းစဉ်ဆက်မပြတ်လုပ်နိုင်ရန်အသင်းကြီးရဲ့ဌာနချုပ်မူဒုတိယဌာနချုပ်မူအသင်းတာဝန်ခံများထားရှိကာစနစ်တကျဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌရာတို့အပြည့်မှတ်ထားပဲမြို့နယ်ခရိုင်တိုင်းနယ်ပြည်နယ်အလိုက်အတွင်ရေးမှုတွက်ဖက်အတွင်ရေးမှုရာတို့များအမှုဆောင်များဖြင့်တာဝန်ပေးရဖွဲ့စည်းထားပါတယ်ကျန်းဖွဋ္ဌာနာချုပ်ရဲ့ရုံးတစ်ကြီးကိုဗဟန်းမျိုးနဲ့တက္ကသိုလ်ရိပ်သာလမ်းတစ်မှာခင်မိမှန်ကြီးများအပါအဝင်ငွေသိန်းပေါင်းတောင်းနဲ့ရှိပြီးအကုန်ကြခံကတိစောက်ခဲ့ပါတယ်။ ချက်ဖို့တင်တန်းကြောင်းကိုရခင်မော်ပြီးဘူတင်တန်းကြောင်းတွေဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာညောင်နှပင် အမျိုးသားညီလာခံကျင်းပတဲ့အစအုပ်အုပ်များကိုညီလာခံပြီးပါကတန်ဖိုကပြန်လည်လွှဲပြောင်းသုံးစွဲရယူမှာဖြစ်ပါတယ်။ ညောင်နှစ်ပေညီလာခံမှာစောက်လုတ်ထားတဲ့အစာဦးတွေဟာကြံ့ဖို့အတွက်ဖြစ်လို့ငွေကြေးအမြောက်အများကုန်ကြခံသုံးဆွဲခဲ့ပေမဲ့ရခင်ကြံ့ဖို့အထွေထွေအတွင်ရေမှုဦးတန်းအောင်နဲ့အတွင်ရေမှုဦးအောင်တောင်းတို့ရဲ့အပေါင်းအပါကုမ္ပဏီများရဲ့မတရားကိုကြိုးစည်းပွားချကြံမှုကြောင့်ညီလာခံစတင်ကစားမှာအစာဦးတွေဟာမိုးရိုခြင်းပြန်လည်ပြုပြင်ရခြင်းနဲ့ညီလာခံကိုယ်စားလှယ်တွေစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းသိရှိရပါတယ်။ ကျန်းဖွန်စတဲ့ဖွဲ့စည်းကစားလူမှုရေးအသင်းကြီးလိုစတင်ခဲ့ပြီးရန်ပုံငွေဘတ်ဂျက်ကိုနိုင်ငံတော်မှပံ့ပိုးမှုမရှိဘဲမိမိရှတောင်းမိမိရည်တည်ရေးအသွင်ဆောင်ရွက်ခဲ့ပါတယ်။တိုင်းနယ်ပြည်နယ်တာဝန်ခံများဖြစ်တဲ့ဝင်ကြီးများဒုဝင်ကြီးများဟာမိမိတို့ကျန်းဖို့အသင်မျက်နှာသာရရေးအတွက်အပြိုင်အဆိုင်ပံ့ပိုးပေးခဲ့ကြလို့ကျန်းဖို့တပ်ဖွဲ့နဲ့တပ်ဖွဲ့ပြိုင်ဆိုင်မှုများအဆင်အတန်းကွာဟာမှုများကြီးမားလာခဲ့ပါတယ်။ စီးပွားရေးအခွင့်အလမ်းများပေးခဲ့ကြလို့စီးပွားရေးလုပ်ငန်းမှလုံးနေမှတ်ပြီးအသင်းဝင်ရောက်ကြသူတွေအခွင့်အရေးမျှော်ကိုလိုသူတွေနဲ့ပြည်နယ်နေပါတယ်။ကျန်းဖွန်စတင်ဖွဲ့စည်းစဉ်၎င်းရဲ့ရည်ရွယ်ချက်မှာပါတီနိုင်ငံရေးနှင့်ကင်းစင်ရေးပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိကြစွာတည်တံ့ခိုင်မြေရေးနိုင်ငံတော်အရှုပ်အရှာနဲ့နေမြေတည်တံ့ခိုင်မြေရေးခေတ်မီနိုင်ငံတော်ကြီးပေါ်ပေါက်လာစေရန်ကာကွယ်စောင့်ရှောက်ရေးစားတဲ့ရည်ရွယ်ချက်များဖြစ်ကြောင်း နာအဖာကအမျိုးသားရဲ့အတင်းကြီးအဖြစ်ဝါရားဖြန့်ကတာထွက်ခဲ့ပါတယ်။အမှန်တကယ်ကြံ့ဖွင့်ဖွဲ့စည်းရတဲ့နောက်ွယ်ကရည်ရွယ်ချက်ဟာနိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာအရာတတိယအရန်အင်အားစု ဖွဲ့စည်းပေါ်ထွက်ရေးသားဖြစ်ပါတယ်။နာဝတာခေဦးနဲ့မဆာလာခင်များကသင်္ကန်းစာကိုရယူပြီးလူတို့အုံကြွားမှုဖြစ်လာခဲ့ရင်လူတို့ကိုလူတို့ကပြန်လည်ထိန်ကုတ်တဲ့မဟာဗျူဟာကိုနာအဖာကရှာမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဓိကဆရာနာရှင်ကိုရှိန်ရှောက်နေတဲ့ចောင်းသားအင်အားစုရဟန်းတန်ခါများနဲ့အတိုက်ခံအင်အားစုများကိုနှစ်ခုရှိမုံဖို့ရည်ရွယ်ပြီးကြံဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်းတွေ့ရှိရပါတယ်။ကြံဖွဲ့စတင်ဖွဲ့စည်းချိန်မှာအစိုးရအထက်တန်းကြောင်းကောလိပ်တက္ကသိုလ်တွေចောင်းဆရာဆရာမတွေကိုအမိန်အရာမဝင်မနေရဝင်ခိုင်းပြီးចောင်းသားလူတို့အတွင်ကိုစတင်ထိုးပေါက်စည်းရုံးပါတော့တယ်။အစိုးရဝန်ထမ်းများအားလုံးကိုလည်းအတင်းသွွတ်သွင်းထားပါတယ်။ ကျန်းပွန်းစတင်ဖွဲ့စည်းစဉ်တာဝန်ပေးရခံရတဲ့ဝင်ကြီးအရှိုးနဲ့ဒုဝင်ကြီးအရှိုးဟာမိမိတို့အဖွဲ့ကိုငွေကြေးအင်အားပံ့ပိုးပေးရုံနဲ့လုံလောက်ပြီလို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့မော်ဘီဘိုတင်တန်းကြောင့်မှဖွင့်လေခဲ့တဲ့ကျန်းဖို့တင်တန်းမှာနာဝတာဥက္ကဋ္ဌကိုယ်တိုင်ညအိပ်ပြီးအနီးကကျမ်းမတ်လေ့ကျင့်တင်ကြားပေးတဲ့အခါဝင်ကြီးများဟာရှေ့မကိုင်းမီလက်မကိုင်းမီဖြစ်ပြီးမိမိဝင်ကြီးဌာနတွေကိုပြစ်ပယ်၍ညအိပ်လေ့ကျင့်ပေးကြရပါတော့တယ်။ ကြံဖို့တွေကိုအဖွဲအငယ်လိုက်အစုလိုက်ဆွေးနွေးပွဲများကျင်းပစေကစာတမ်းဖတ်ပွဲများ NLD နဲ့အတိုက်အခံဖွဲ့စည်းများအပေါ်တုံ့တက်ချက်ဝေဖန်ချက်စတာတွေကိုလေ့ကျင့်တင်ကြားပေးပါတယ်။နိုင်ငံရေးသိပ္ပံစည်ရေးပညာနဲ့သတင်းစာရေးသားနေစုံစမ်းထောက်လှမ်းရေးစတဲ့ထောက်လှမ်းရေးပညာရက်တွေနိုင်ငံတကာရေးရာစီးပွားရေးနဲ့လူမှုရေးကဏ္ဍပေါင်းစုံတင်ကြားပေးခဲ့ကြပါတယ်။ ဒါကြောင့်ကျန်းဖွတ်ကိုတတိယအရန်အင်အားစု ပါတီတရက်အတင်ဖွဲ့စည်းဖို့ဆိုတာထင်ရှားနေပါတယ်နာအဖာရဲ့မြို့သားညီလာခံကို NLD မှကိုစလဲ86ဦးဟာပါတီရဲ့ဆုံးဖြတ်ချက်နဲ့မတက်ရောက်တော့ဘဲထွက်ခွာသွားတဲ့အတွက်1996မတ်လ31ရက်နေ့မှာညီလာခံကို ရန်နာခဲ့ရပါတယ်။ဒီအတွက်လက်ညှိုးထောင်ကောင်းကြီးမလုပ်ခဲ့တဲ့ NLD ကိုနာအဖာကမကြေမနက်ဖြစ်ခဲ့ရပါတယ်။ ဒေါအောင်ဆန်းစုကြည်နဲ့ NLD ဟာခွဲခြားလို့မရကြောင်းနာအဖာကသိရှိပြီးနောက်ပိုင်း NLD ကိုနှိတ်ကုပ်ဖို့ကြံ့ဖို့ကို အထီးကယုံနှိမ်နင်းရေးတင်ဒန်းများပေးလာပါတယ်ကျန်းဖွင့်ကိုပထမဆုံးအကြိမ်အားစမ်းမှုအဖြစ်1996မေလ14ရက်နေ့ကဝင်ကြီးဟောင်းဦးနှုရဲ့တနည်းပြည့်စွန်းတို့အလူပွဲကိုတက်ရောက်လာတဲ့ ဒေါန်ဆန်းစုကြည်နဲ့အဖွဲ့ကိုခရမ်းကျင်သီးတွေနဲ့ပြစ်ပေါက်ခိုင်းတဲ့အပြင်နိုဝင်ဘာ9ရက်နေ့မှာဒေါန်ဆန်းစုကြည်တို့ပါလာတဲ့မော်တော်ယာဉ်ရေတန်းကိုဂဲနဲ့ပေါက်ခိုင်းစေတဲ့အထိပြုံမူလာပါတယ်။ထိုစဉ်ကဒေါန်ဆန်းစုကြည်ကားပေါ်မှာအနီးကပ်လုံခြုံရေးနဲ့သတင်းထောက်လှမ်းမှုလိုက်ပါလာတဲ့အမတ်စနစ်ထောက်လှမ်းရေးတပ်ကဗိုလ်မှူးနေဆိုကိုတာနှောက်ရတိုက်ခိုက်မှုသတင်းကိုမရရှိလိုက်လို့အိုင်ကွန်စကားပြောဆက်နဲ့ပြပြတလဲသတင်းပို့နေတယ်လို့သိရပါတယ်။ ကကလန်ကကြပြတ်အေးပေါ်အစီအစဉ်အရာလူကြီးကလုတ်ခိုင်းလိုက်လို့ဖြစ်ကြောင်းနဲ့အတာမင်းနေခိုင်းကြောင်းသိရှိခဲ့ရပါတယ်1996ခုနှစ်မှာတပြည်လုံးအနေနဲ့ကြံ့ဖွင့်အင်အားပြပွဲကြီးတွေပြုလုပ်ခဲ့ပါတယ်1998မေလ29ရက်နေ့က NLD အဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲရှင်နှင်းမြောက်အောင်ပွဲနေ့မှာ၃လအတွင်းလွှတ်တော်ခေါ်ယူပေးဖို့ဒေါအောင်ဆန်းစုကြည်ကနာအဖကို တောင်းဆိုလိုက်ချိန်မှာစတင်က ထိတ်တဲရင်ဆိုင်မှု ကြီးမားလာပါတယ်။ စက်တင်ဘာ16ရက်နေ့မှာလွှတ်တော်ကိုယ်စားလှယ်250ဦးရဲ့ကြိုတင်သဘောတူညီချက်နဲ့အဖွဲ့ဝင်10ဦးပါဝင်သောလွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကိုဖွဲ့စည်းခဲ့ပါတယ်။နာအဖာဟာမခံမရနိုင်တုံလုံးလျှောက်ရှားသွားပြီးအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေစီကော်မတီတွေပါတီဝင်တွေကိုကြံဖွင့်ရဲ့ပါဝါအားကိုရယူကစက်တင်ဘာ25ရက်နေ့မှာပါတီဝင်ပေါင်း932ဦးအားတင်ကြုံဖန်စီနှစ်ရှည်ထောင်တန်းတွေရှာမှတ်ခဲ့ပါတယ်။ အရှိုးကိုလည်းအတင်းအကျပ်နှုတ်ထွက်ခိုင်းပါတယ်ဒီနေရာမှာကြံ့ဖွင့်ရဲ့ပါဝါအားကိုယူတဲ့ပုံစံကလွတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေကိုကြံ့ဖွင့်နေအားစေလွတ်ပြီးစီယုံရှင်းလျှောက်ခိုင်းတဲ့နီလန်းများနေမြေလူမှုကိုမျိုးဆွဲစီယုံ၍ခေါင်းမနေတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုအယုံအကြည်မရှိကြောင်းကန့်ကွက်ဆန္ဒပြစေမှုများဖျားပေးကန့်ကွက်ကြောင်းလက်မှတ်ထိုးခိုင်းစေမှုများစတဲ့နီလန်းပေါင်းစုံကျင့်သုံးခဲ့ပါတယ်။ အဖွဲ့ချုပ်ရုံများကိုပိတ်ခိုင်းခဲ့သလိုအဖွဲ့ချုပ်ကိုထောက်ခံအားပေးနေတဲ့ပြည်သူတွေနဲ့ကုန်သွယ်စည်းဝေးလုပ်ငန်းရှင်တွေကိုအကြောင်းရှာဖမ်းဆီးဖို့မှတ်တမ်းတင်စည်ရင်ပြုစုဖို့ကြံ့ဖွင့်ကိုတာဝန်ပေးအပ်ပါတယ်။ NLD နဲ့ဆက်နွယ်နေတဲ့ဝန်ထမ်းများကိုတောင်အလွတ်မပေးဘဲစောင့်ကြည့်နှိပ်ကွပ်ပါတယ်။ဒါအပြင်ကြံ့ဖွင့်ကိုထောက်လိုင်းရဲ့တပ်ဖွဲ့အသွင်ပုံတံတမျိုးတွတ်သွင်းလာပြီးဖြစ်ပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဟာလည်းကြံ့ဖွဲ့ကိုလျှော့မတက်ရဲပဲတိုင်းမုန်းတဲ့အထက်လူကြီးတွေနေမြေဒေသဆင်းလာရင်တောင်ကြိုးဆိုရမှာကြံ့ဖွဲ့ကိုဖိတ်ကြားရပါတယ်ကျောင်းဖွင့်စတင်ဖွဲ့စည်းကစားမှာကျောင်းသားလူငယ်49ရာခိုင်နှုန်းအလုတ်သမား73ရာခိုင်နှုန်းတောင်သူလက်သမား22ရာခိုင်နှုန်းအသိပညာရှင် အတတ်ပညာရှင်စစ်ပွားရေးလုပ်ငန်းရှင်16ရာခိုင်နှုန်းနဲ့အင်အား9တန်းရှိကြောင်းနာအဖကကြေညာခဲ့ပါတယ်။ အရေးအတွက်ဖောင်းပွားမှုထူးတဲ့ကြီးမားနေမှုကိုပြသခြင်းတဲ့သဘောမဝင်မနေရအတင်းသွတ်သွင်းထားခြင်းဖြစ်ပါတယ်။အရှိုးကလည်းဟန်ဖုံးပါမင်များနဲ့စီးပွားရေးအခွင့်အလမ်းများမျှော်ကိုပြီးအတင်းဝင်သူများဖြစ်နေရာလူပေါင်းစုံအကျင့်ပေါင်းစုံကျန်းဖွင့်ကြီးဟာတခင်အားရကျွန်ပါဝမဲ့အတင်းကြီးဖြစ်ကြောင်းတွင်မြင်နေရပါတယ်။ 1996နိုဝင်ဘာ17ရက်နေ့ကျန်းဖွဲ့အသင်းအမှုဆောင်များစီမံခန့်ခွဲရေးတင်ဒန်းအမှတ်စဉ်ခွန်ဖွင့်ပွဲအခမ်းအနားမှာဗိုလ်ချုပ်မူကြီးတန်းရွှေကကျန်းဖွဲ့တွေရဲ့အဓိကတာဝန်ဟာပြည်တွင်းပြည်ပအဖြတ်သမားများကိုဘုံရန်သူအဖြစ်သတ်မှတ်ပြီးပြက်ပြက်တတရှိမုံသွားဖို့ဖြစ်တဲ့ဆိုတဲ့မှားကြချက်နဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ရင်တန်းအကြမ်းဖက်တိုက်ခိုက်ခံရတာသက်သေပြနေပါတယ်။၂၀၀၁ခုနှစ်ဇန်နဝါရီတရက်နေ့ ဗကန်မြေရာစုတစ်နှစ်အကျိုးလူလူအစည်းအဝေးပွဲကြီးဗကန်နီနော့ဖလဲပွဲကျင်းပခဲ့ရမှာကျန်းဖွင့်အင်အားကိုအဓိကထားကျင်းပခဲ့ပါတယ်။2002ခုနှစ်မေလ6ရက်နေ့ဒေါအောင်ဆန်းစုကြည်ကိုနေရင်အကျယ်ကျုပ်ကပြန်လွတ်ပေးခဲ့ပြီးတဲ့နောက်နာအဖာဟာနိုင်ငံရေးသမိုင်းကဏ္ဍတရက်ဖွင့်လင်းလိုက်ပါပြီလို့ကြေညာလိုက်တယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့ပါတီစည်းရုံးရေးခီးစဉ်ကိုလည်းကြိုဆိုကြောင်းဧပြီလ15ရက်နေ့ကအပြုသဘောတုံ့ပြန်ခဲ့ပါတယ်။ မကွေးတတားလေးလာရေးခီးစဉ်လိုနေရာမျိုးမှာနာအဖဟာဘူရိုင်းပြီးကြိုဆိုတဲ့ပုံစံမျိုးကြိုဆိုပေးခဲ့ပါတယ်။အမှန်မှာတော့ထိုးတော်မဲ့စဉ်နောက်တလန်းဆုတ်ရှင်းတာဖြစ်ပါတယ်။ကျန်းဖွင့်အများစုဟာအတွေးစိတ်ထဲမှာနာအဖာရဲ့ပြည့်ရဲ့ကိုမသိဘဲမူလာအသိဝင်ကလေးကအခွင့်အရေးရဖို့တခုတည်းကိုသာမျှော်ကိုထားတာမို့ဒေါအောင်ဆန်းစုကြည်ရဲ့နေမြစီအုပ်ရေးခရီးစဉ်ကိုမနာလိုမရှုစိမ်ဖြစ်ခဲ့ရပါတယ်။ ဒေါန်စန်းစုကြည်ကိုလူတို့ရဲ့ထောက်ခံအားပေးမှုကြီးမားလာမှုအပေါ်ကြံ့ဖွင့်နေဟာစိုးရိမ်တော့ကဝင်လာပြီးစင်စက်မပြတ်အပြတ်သဘောဆောင်တဲ့တည်င်းများကိုနေစဉ်နာအဖဥက္ကဋ္ဌတန်တင်ပေးနေကြပါတယ်။ ဥပမာဒေါံဆန်းစုကြည်ရင်တန်းကာလမပေါ်မှာရင်ပေါင်တမ်းပြီးစီကံမဲ့သွာလာနေကြောင်းနဲ့လူလူစည်းဝေးပွဲတွေစီကံမဲ့လုံနေကြောင်းရုံကံဖွေးလျာမှာလှုပ်ထုံးလုံနေတဲ့မညီကြောင်းစသဖြင့်တဆိတ်ကိုတဲ့အိတ်လောက်ကအထင်အမြင်လွဲမအောင်လှုပ်ကြံပြောဆိုကြပါတယ်ကျန်းဖွဲတာဝန်ခံဝင်ကြီးများဒုဝင်ကြီးများကလည်းတတထိုးထိုးမျက်နှာလိုမျက်နှာရနာအဖာဥက္ကဋ္ဌကိုပုံကြီးချဲ့ပြီးမှန်မှန်သတင်းတွေတင်ပြပေးပါရစေ။ လူမှုထောက်ခံမှုရနေတဲ့ဒေါအောင်ဆန်းစုကြည်ကို ဝင်ကြီးအရှိုးနဲ့ဒုဝင်ကြီးအရှိုးဟာကြံဖွင့်တဲ့လူမှုအင်အားပြပြိုင်ဆိုင်လိုပြီးစတန်းထွင်တင်ပြခဲ့ကြပါတယ်။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်စကိုင်းတိုင်းရှင်းပြည်နယ်ကရင်ပြည်နယ်ရောက်လာကြတဲ့ကကြံ့ဖွင့်များဟာစတင်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ဒူးဝင်ကြီးလေးဦးဟာကြိုတင်သွားရောက်ကကြံ့ဖွင့်တွေကိုတွေးရုံလှုပ်ဆောင်မြောက်ပြမှုတွေစတင်လှုပ်ဆောင်လာပါတော့တယ်။ မေလ9ရက်နေ့ကောလင်းမြို့ကိုရောက်လာတဲ့ဒေါန်ဆန်းစုကြည်နဲ့အဖွဲ့ကိုစံဖွင့်တွေဟာစိုင်းပုတ်တွေပိုစတာတွေကင်ဆောင်က အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်အလားတူအင်းတော်မျိုးကိုရောက်လာချိန်မှာလဲကျန်းဖွင့်အင်အား90ခန့်စိုင်းပုတ်ကင်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ် ကတာမျိုးအဝင်မှာလဲကျန်းဖွင့်တွေကကားလိုင်းကိုပိတ်ဆို့ပြီးစူပူတောင်းကျန်ခဲ့ပါတယ်။ခါယကဥက္ကဋ္ဌမာယကဥက္ကဋ္ဌနဲ့ရဲမှုတွေကကျန်းဖွင့်တွေကိုလာရောက်ဖြောင်းပြပြောဆိုပေမဲ့လုံးဝဂယုမဆိုင်ပဲဆက်လက်ပိတ်ဆို့ထားရာစစ်တပ်မှတရင်မှုတအုပ်ကိုတိုင်းလာရောက်ဖမ်းဆီးအမိန်ပေးတော့မှကျန်းဖွင့်တွေဖယ်ရှားပေးခဲ့ကြပါတယ်။ 2003ခုမေလ12ရက်နေ့မှာမိုးကောင်းမြို့တို့အတွာဟိုပင်လမ်းခွဲအရောက်မှာပိုစတာဆိုင်းဘုတ်တွေကန်ဆောင်ဆန္ဒပြနေတဲ့ကျန်းဖို့30နဲ့မျက်နှာရှင်းဆိုင်မှာ NLD ကိုထောက်ခံအားပေးနေတဲ့လူမှုတရာကန်ထိတ်တိုက်တွေးဆောင်ပြီးပရိပခဖြစ်မဲ့အနေအထားမှာဒေါန်ဆန်းစုကြည်ရဲ့အချိန်အဝါကို လေးစားနားထောင်မှုကြောင့်လူမှုဟာအေးအေးဆေးဆေးလူစုခွဲသွားခဲ့ပါတယ်။ မေလာ၁၆ရက်နေ့ညကြီးနားမြို့ကိုရောက်လာချိန်မှာတော့ကျန်းဖို့ရဲ့နောက်ဆက်မှုတွေဟာပုံမပြင်းထန်လာပါတယ်။ကျန်းဖို့အဖွဲ့ဝင်300ခန်းက၄ကွာတွေဒေါက်တာကင်ဆောင်ကဒေါန်ဆန်းစုကြည်ရဲ့ကားတန်းကိုရှိမ့်လျှောက်ချိန်မောင်းတာတွေပြုလုပ်ခဲ့ကြပါတယ်။ဂျပန်မပိန်မျိုးတို့ဒေါန်ဆန်းစုကြည်တို့မဝင်မီကျန်းဖို့တို့ကဥအောင်သွားပြီးတစ်တင်ကားကြီးလျှောက်စီကိုအဝင်အထွက်စုညံအောင်မောင်းနှင်စေပြီးကွင်းပြင်မှာလူလူအစည်းအဝေးမလုံနိုင်ရန်ပြုလုပ်ခြင်းမြို့ကန်လူလူကို နောင်ရင်းဆက်ပြုပြင်ရေးလှုပ်အားပေးပွဲအတင်းအကျပ်လှုပ်ခိုင်းကကြိုးစုံမှုကိုနှောက်ယှက်ဟန်တာခဲ့ပါတယ်။ဗမော်မျိုးအဝင်၃မိုင်ကျေးရွာအနီးမှာလဲကျန်းဖွင့်200ကျော်ကထိုနီအတိုင်းကားလမ်းကိုပိတ်ဆို့ရပ်တန့်ခိုင်းတဲ့အပြင်ဥတင်ဦးရဲ့ကားကိုလက်သီးနဲ့ထုရိုက်တာတွေကင်မရာတွေနဲ့ဗီဒီယိုကင်မရာတွေကိုအထမတ်သိမ်းယူဖို့စ조사တဲ့အထိအတင်းရဲလာကြပါတယ်။ မေလာကုန်ကန်နီမှာကရင်ပြည်နယ်ကအပြန်မန္တလေးတိုင်းအဝင်တပိတ်ချင်းမျိုးနဲ့လက်ပံလာရွာနဲ့ကြည်တောင်ပေါရွာမှာကြိုတင်စီစဉ်ထားတဲ့ကျန်းဖွန့်တွေကအောက်တန်းကျစွာတံပုံးတွေတီးအတန်ရှက်ဆက်တွေအော်ဟစ်ဆဲဆုံနေတဲ့အပြင်ကားတန်းကိုအုတ်ခဲနဲ့ထုလေးကွာနဲ့ပစ်ကနှစ်မိုင်လောက်အထိဘေးချင်းရှင်ပြီးလမ်းဘေးကကြိုဆုံနေတဲ့ပြည်သူတွေကိုကားနဲ့အတင်းလိုက်တိုက်ခဲ့ပြန်ပါတယ်။ ဒီလိုကျန်းဖွင့်တွေရဲ့ရိုက်ဆိုင်တဲ့အပြုအမူတွေကြောင့်ပုထုဇဉ်လူသားဒေါအောင်ဆန်းစုကြည်ဟာတိမခံနိုင်တော့ပဲကျန်းဖွင့်တွေကိုဝေဖန်ရှောက်ရှားတဲ့မိန့်ခွန်းကိုပြောကြားခဲ့ပါတယ်ဒီရက်ကိုစောင့်နေတဲ့အာနာငန်းငန်းတက်နေတဲ့ဝင်ကြီးတွေက နာအဖဥက္ကဋ္ဌထံချမ်းဖို့အစော်ကားခံနေရကြောင်းတွေးထိုးစကားတင်ပြခဲ့ကြပါတယ်။ချမ်းဖို့ဘက်ကိုရက်တည်မလားဒီအတိုင်းမဆက်ကြည့်နေမလားဆိုတာနာအဖဥက္ကဋ္ဌဟာအကြအတဲတွေ့နေရပြီဖြစ်ပါတယ်။ ကြံဖွင့်ဟာနာအဖအနေနဲ့သူတို့ဘက်ကိုမလွဲမသွေယက်တီမယ်လို့ယုံကြည်နေသူများဖြစ်ရာလက်စွမ်းပြရန်ဟန်ရေးတပြင်းပြင်းဖြစ်နေကြပါတယ်ကျန်းဖွင့်များရဲ့သွေးထိုးလုံဆုံမှုကြောင့်နာဖာဥက္ကဋ္ဌလည်းဒေါသဖြစ်ပြီးမုံရွာအတက်ဒီဘဲရင်ကြည်ရွာမှာနှိတ်ကုတ်ဖို့နာမခတိုင်းမှုဘိုးချုပ်စိုးနိုင်ကိုအမိန်ပေးလိုက်ပါတော့တယ်။